မင်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DBBO မြေတန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်တပ်ကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့ရခိုင်ကမြို့နယ်တွေကိုလေကြောင်းရေကြောင်းတိုက်ခိုက်မှုတွေစတိုက်ပြုလုပ်လာနေပါတယ်ကိခိုင်သတင်းပေးပို့ထားပါရရှင် စတင်ဘာလ20ရက်နေ့ည7:00နာရီကျော်ချိန်ကစပြီးရခိုင်ပြည်တန်တွင်းမြို့ပဒေကောရော်ရဲ့အနောက်ဘက်တောင်ကျောကိုစစ်တပ်ကလေကြောင်းကနေနှစ်ကျင်းဆက်တိုက်ဘုံလာရောက်ခြေချခဲ့ပြီးစစ်တပ်ရဲ့နေပြည်တော်နေလေလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေဇက်တိုက်ရှိနေတယ်လို့တန်တွင်းဒေသခံတွေစီကသိရပါတယ် အခုလိုစစ်တပ်ကညအချိန်မတော်လေကြောင်းကနေလာရောက်ဘုံကျင်းနေတဲ့အပြင်နေပြည်ကနေပါလက်နက်ကြီးပစ်ခတ်နေတာတွေကြောင့်ဒေသခံတွေကြားစိုးရင်ကြောက်လန့်နေကြပြီးဘေးလွတ်ရာကိုတိမ်းရှောင်နေတာတွေလည်းရှိနေတယ်လို့ဆိုပါတယ် အလားတူပဲစတေမာလာ28ရက်နေ့မနေ့ည8:00နာရီခွဲမှာလေတန်တွဲမျိုးအမှတ်လေးရက်ွက်ဒေတာအခွန်ညောင်ပင်စေးရက်ွက်ကိုစစ်တပ်ကလေကြောင်းကနေဘုံကျေးတိုက်ခိုက်ခဲ့တာကြောင့်ဒေတာခန်တရနေရမာတွေပွေးချင်းပြီးတင်ဆောင်ပြီးတော့9ရောက်ထိခိုက်တရာရရှိခဲ့တယ်လို့ဒေတာခန်တွေစီကသိရပါတယ် သူတို့ပထမတုန်းကကြာချိန်မှာအောက်ကိုဆင်းတဲ့ယောက်ျားကအကုန်လုံးကိုမောက်ခိုက်ကြတယ်သူကကျတော့အဲ့သူ့မျိုးသမီးရဲ့အပေါ်မှာသူကထပ်မောက်ထားတာသူ့မျိုးသမီးကိုထိမာရဲ့ပြီးတော့မွေးလာမဲ့ကုန်းဝင်ထိလိုက်မှဆိုသူကထပ်အောင်ထားတာကျတော့နောက်တစ်လုံးကအဲ့တက်တက်ကြတော့အိမ်ပျက်စီးသွားတော့အဲ့ပျက်စီးသွားတဲ့အပျက်စီးတွေကသူ့ဘောကြာတာပေါ့နော်ကျတော့သူ့မျိုးသမီးကတော့ဒဏ်ရာအဲ့လိုထိမရဘူးဒဏ်ရာမရပေမဲ့လည်းစိတ်တရရသွားတာပေါ့နော်သူ့ရဲ့အပေါ်မှာသူ့ကဝဘေးနဲ့သူ့ယောက်ျားဆုံးသွားတာဟုတ်တယောက်ကတော့ကွန်ရှင်မီးတေးသွားတာပေါ့ ရောစင်က9ယောက်တော့တန်ရရပါတော့ဗောလေအဲကလေး2ယောက်ကတော့တန်ရပြင်းနေပြင်းနေဆိုတာမျက်နှာလေးမှာဒီတော်တော်ပြင်းပြင်းထန်ထန်လေးရတာနေတာရှိတယ်လက်ရှိမှာဆေးဝါးကူတာနိုင်ဖို့အတွက်အရေးပေါ်အကူအညီတွေလိုအပ်နေပြီးကူညီထောက်ပံ့ပေးစေလိုတယ်လို့ဘုံချင်းခရရတဲ့မိသားစုဝင်တဲ့နှိမ့်ဆက်သူတယောက်ကပြောပါတယ် အလားတူပဲစင်မာလာ26ရက်နေ့ညနေ4နာရီဝန်းကျင်မှာတောင်ကုန်းမြို့ကဲမိုင်ရက်ွက်မှာရှိတဲ့စကခ9အနီးတက်ဦးဖုံတော်ကြီးကျောင်းကိုစစ်တပ်ကဂျက်ဖိုင်တာနဲ့ပေါင်900ဘုံတလုံးချေချတိုက်ခိုက်ခဲ့ပြီးကျောင်းဆောင်တစ်ခုလုံးပျက်စီးသွားခဲ့ပါတယ်။အခုလိုဘုံချေခံခဲ့ရတဲ့တန်ရွင်းနဲ့တောင်ကုန်းအပါအဝင်အရခတဲ့တော် AA ထိန်းချုပ်ထားတဲ့အဲနဲ့ကော်ရိုဟာစစ်ကော်မရှင်ကရွေးကောက်ပွဲကျင်းပမယ်လို့ကြေညာထားတဲ့ရခိုင်ကမြို့နယ်9မြို့နယ်ထဲမှာပါဝင်နေတာပါ။ ပြည်သူတွေကိုအကြမ်းဖက်တပ်ဖြတ်နေပြီးတော့ရွေးကောက်ပွဲလုပ်မယ်ဆိုတာကတရားမျှတတဲ့ရွေးကောက်ပွဲဖြစ်လာမှာမဟုတ်ဘူးလို့ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD ရဲ့အထွေထွေအတွင်းရင်းမှုဦးမျိုးကျော်ကတုံ့တက်ပါတယ်။ရခိုင်မှာတော့သူတို့ကျဲပါမယ်ဒီအပြောင်းရွေးကောက်ပွဲဟာဖြစ်လာနိုင်မယ်လို့မထင်ဘူးဗျ။တော်တော်လေးကိုခက်ခဲနေတယ်။ဘာဖြစ်လို့လဲဆိုတော့အခုလိုပဲသူတို့ထိမ့်သိမ်းနိုင်တဲ့ခါကသုံးနှုတ်နယ်ပဲရှိရယ်။ကြံတဲ့သူတို့ အတံပေးလိုက်တယ်ဆိုရဲမြို့နယ်တွေကိုလည်းလေရင်နဲ့နေပြီးတော့ပုံချဲတယ်ဒါမဲ့အဲ့ဒီသူတို့ရွေးကောက်ပွဲထားပြီးတော့လုံးမယ်ဆိုရဲမြို့နယ်မဟုတ်တဲ့ဟာဥမာပုံသွင်းကြောင်းတို့ကြောက်တော်တို့တခြားမြို့နယ်တွေကိုလည်းကျဲပါရဲ့။ဘုံကျဲတာကတော့အဲသူလက်အောက်မှာမရှိဘူးသူတို့မထိသိမ့်နိုင်တော့လက်လွတ်လိုက်ရတဲ့နေရာတွေမှာလည်းလူစုစုမြင်တာနဲ့ရာသူတို့တတ်မှတ်ပြီးတော့ တပ်ဖြတ်နေတယ်အကျန်းဖက်နေတာတွေရှိပါတယ်။အဲလိုအကျန်းဖက်ပြီးတော့ရွေးကောက်ပွဲလုပ်မယ်ဆိုရင်ဟာကဘယ်လိုမှတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်လာမှာမဟုတ်ဘူး။အဲလိုမျှတတဲ့ရွေးကောက်ပွဲတစ်ခုဆိုတာကတော့ဒီလိုရခိုင်မှာဖြစ်လာမှာမဟုတ်ဘူးလို့ပဲအမှတ်ချက်ပေးလို့ပါတယ်။ စစ်ကောင်စီလက်အောက်ခံရွေးကောက်ပွဲကော်မရှင်ကရွေးကောက်ပွဲမတင်ပါဖြစ်တဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်၈ခုကမြို့နယ်56ခုကိုပြီးခဲ့တဲ့စတေမာလာစီလီယန်တွေကထုတ်ပြန်ကြေညာခဲ့ပြီးအဲ့ဒီထဲမှာရခိုင်ကအန်ခေါ်တောင်ကုန်းနဲ့တန်တွဲမြို့နယ်တွေလည်းမပါဝင်ခဲ့ပါဘူး။လာမယ့်2025ခုနှစ်ဒီဇင်ဘာလ28ရက်နေ့မှာစစ်ကော်မရှင်ကရွေးကောက်ပွဲပထမပိုင်းကိုပြုလုပ်တော့မှာဖြစ်ပါတယ်။ကျွန်မကေခိုင်ပါ။ တရုတ်နိုင်ငံတောင်ပိုင်းမှာတိဆောက်ပြီးစီးခဲ့တဲ့ကမ္ဘာအမြင့်ဆုံးတရားကြီးကိုအများပြည်သူသွားလာနိုင်အောင်စက်တင်ဘာလ28ရက်နေ့ကတရားဝင် ဖွင့်လှစ်ပေးလိုက်ပြီးဖြစ်ပါတယ်။ဟိုကြောင့်အမြင့်ရတရားကြီးဟာကြောက်ကဘာတစ်ခုနဲ့မြစ်တစည်းရဲ့အထက်625မီတာပေအားဖြင့်2050လောက်မြင့်မာတဲ့နေရာမှာတိဆောက်ထားတာပါ။ဒါကြောင့်သုံးနှစ်ကျော်အချိန်ယူတိဆောက်ခဲ့ရတဲ့ဟွာချောင်းတံတားက965မီတာအမြင့်နဲ့ဘိုင်ပယ်ချောင်းတံတားကိုကျော်ဖြတ်ပြီးကမ္ဘာအမြင့်ဆုံးဖြစ်လာခဲ့ပါတယ်။ ကဘာအမြင့်ဆုံးတရားအစင်မောင်းတရားရဲ့ထဝက်နိဗာဟာလဲအဲ့ဒီပြည်နယ်ထဲမှာတင်တရှိတယ်လို့ရှင်းဟွာတဲ့အေဂျင်စီအရာသိရပါတယ်။ဟွာချောင်းတောက်ကြားဖြတ်တရားကြီးဖွင့်လဲလိုက်တဲ့အခါတစ်ဖက်နဲ့တစ်ဖက်သွားရမယ့်ကြာချိန်ကိုနှစ်နိုင်ကနေနှစ်မိနစ်အထိ short ချပေးနိုင်ခဲ့တယ်လို့ပြည်နယ်သယ်ယူပို့ဆောင်ရေးဌာနအကြီးကဲကျန်းရင်အနေနဲ့မှတ်ချက်ပြုပါတယ်။ဒါပေမဲ့လည်းမြေပြင်နဲ့အကွာအဝေးမပါဝေမဲ့ဖွဲ့စည်းတိစောက်ဖို့အမြင့်နဲ့သာအဆုံးဖြတ်မယ်ဆိုရင်တော့ မီအိုဗိုက်တက်ဆိုတဲ့ပြည်သစ်တရားဟာ343မီတာနဲ့အမြင့်ဆုံးဖြစ်ပါတယ်ရှင်ကချင်လူလိုက်ရဲ့အဖွဲ့ KIO အုပ်ချုပ်နေတဲ့ကချင်ပြည်နယ်စတုံမြို့ကိုစစ်ကောင်စီတပ်ကစက်တင်ဘာလ29ရက်နေ့ညနေမှာလေကြောင်းကနေပုံကျဲတက်ခိုက်ခဲ့တာကြောင့်ကလေးပါဝင်ရက်သားရှေ့အောင်တည်ဆုံခဲ့တယ်လို့ဒေသခံတွေနဲ့ KIA ကပြောပါတယ်။ ညနေ3နာရီလောက်မှာမြစ်ကျင်းအလေးတက်ကနေတက်လာတဲ့ချက်တိုက်လေးဒဇင်နဲ့စတုံးမျိုးရဲ့လူစီကားတဲ့ဇင်းရကိုပြစ်မှတ်ထားပြီးလေးချိန်ပုံးကျဲခဲ့တာကြောင့်ကလေးနှစ်ယောက်အပါအဝင်၈ယောက်နေရာမှာတည်ဆုံခဲ့ပြီး အများပြားထိခိုက်ခဲ့တယ်လို့ဆိုပါတယ်။သေဆုံးသွားတဲ့အထဲလက်တလုံးမှာကလေးနှစ်ယောက်ကိုပဲအတီးပြူနိုင်သေးပြီးနောက်6ယောက်ကိုတော့အသက်အရွယ်နဲ့ကြားမှမစစ်သေးရသေးတယ်လို့ထိခိုက်သူအရေအတွက်အတီးကြားလည်းမသိရသေးဘူးလို့ဒေသခံနဲ့ KIA ကပြောပါတယ်။ စတုံးမြို့လေးကျောင်းတိုက်ခိုက်ခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးခရီးဒုတိယဗိုလ်ချုပ်ကြီးကိုမော်ကမင်းတို့တူတွေလူမဟုတ်တော့ဘူးလို့သူရဲ့လူမှုကွေရဲ့ပုံမှန်ရေးသားထားပါတယ်။ဆရာဆိုမှုကိုဂယုမဆိုင်ပဲရက်သားတွေကိုပုံကျဲတက်ခိုက်နေတာလို့ခရရဲ့သတင်းနဲ့ပြောကြားရေးတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးက TVB ကိုပြောပါတယ်တရုတ်နယ်ဇာကုတ်သွေးလန်ကပိုက်တီဝိုင်းမော်လန်ပေါ်မှာရှိတဲ့စတုံမျိုးကိုပြီးခဲ့တဲ့2024ခုနှစ်အစောပိုင်းမှာခရရဲ့ပူပေါင်းအဖွဲ့ကတက်ခိုက်သိမ်းယူခဲ့တာပါရှင် ဒီပပီယုံမြင့်တန်ကြာရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်းမအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်